ခက်ခဲဆုံးစကလုံးသုံးလုံးဘဝမှာပြောဖို့ရအခက်ခဲဆုံးစကလုံးသုံးလုံးကဘာများဖြစ်မလဲတွေးမိကြဘူးလားအများစုက I love you ငါချစ်တယ်လို့ထင်ကြလိမ့်မယ်တကယ်တော့မဟုတ်ပါဘူးလူတယောက်ဘဝမှာပြောဖို့အခက်ခဲဆုံးစကလုံးသုံးလုံးက I was wrong ငါမှားတယ်ဆိုတာပါလူတိုင်းလူလူကိုမှားကိုဝန်ခံရတာခက်ခဲကြပါတယ်အထူးသဖြင့်စကနိုင်လူတွေငင်းခုန်နာတွေမှာ ိုဘက်ကမမှန်ဘူးဆိုတာတိတိကျင်ဝင်ခံနိုင်မှုအတော်ကိုမလွယ်တာပါကိုမောကိုဝန်ခံလိုက်တာနဲ့ငါရှုံသွားပြီဆိုတဲ့ခံစားချက်ကိုတန်ဖိုးကိုကိုဆုံးရှုံးရမှာစိုးရိမ်နဲ့ခံစားချက်တွေဝင်လာတတ်ပါတယ်ဘဝမှာမိသားစုဆိုင်ရာပြဿနာတွေအိမ်ဆောင်ရေးပြဿနာတွေအလုပ်ခွင်ရာပြဿနာတွေအများစုဟာအမားကိုဝန်မခံနိုင်လို့ဖြစ်တာများပါတယ်ဥပမာဇနီးမောင်နှံနေအငင်းပွားတဲ့အခါ တူကမင်းမားတယ်လို့ဆွဆွဲတယ်။နောက်တူကငါဘာလို့မှားရမှာလဲ။မင်းကလည်းဒီလိုလုပ်လို့ဆိုပြီးတုံ့ပြန်တော့ဒီပြဿနာကဘယ်တော့မှမပြေလည်နိုင်ဘူး။နှစ်ဦးသာကိုအမားကိုဝန်မခံကျင်ကြတာဟုတ်။အမားဝန်ခံတယ်ဆိုတာအရှုံးပေးတာမျိုးမဟုတ်ပါဘူး။လူသားပီပီအမားနဲ့မကင်းတာကိုယူသားစွာလက်ခံတာပါ။တကယ်တော့ကိုအမားကိုဝန်ခံနိုင်မို့ဆိုတာအင်မတန်တတိရှိရပါတယ်။တတိရှိရဲ့လုံရက်တစ်ခုပါ။ အမားဝင်ခံတဲ့သူတွေအပေါ်ကိုယ့်ရဲ့တုံ့ပြန်မှုကလည်းအရေးကြီးပါတယ်။တယောက်ယောက်ကသူတို့အမားကိုရိုးရိုးတက်တာဝင်ခံလာပြီးဆိုရင်သူတို့ကိုထပ်ပြီးထိုးနှက်တာတက်အားပေးဖို့လိုပါတယ်။ထက်ချက်ပြီးထိုးနှက်မယ်ဆိုရင်နောက်တစ်ခါအမားဝင်ခံမှုခတ်သွားမှာပါ။စဉ်းစားကြည့်အောင်။ငါမှားသွားတယ်ဆိုပြောရတာဘာကြောင့်ဒီလောက်ခက်ခဲနေရတာလဲ။ကုကုံကိတ်ခါအီကိုကဖုံးကွယ်ခြင်းလို့အာနေချက်ရှိချောင်းလက်ခံရမှာကိုကြောက်လို့ ကိုမအပြစ်ရှိကြောင်းဝန်ခံရမှာမလို့ရဲလို့အရှိရမှာဆိုလို့ဒါရီကိုကြော်လွားနိုင်မို့啊တကယ်ကိုမလွယ်ကူပါဘူးဒါပေမဲ့အမားကိုဝန်ခံနေဆိုတာအကျိုးကျေးဇူးတွေအများကြီးရှိပါတယ်ကိုနဲ့ဆက်ဆံရေးတွေပုံမှုတို့တက်လာမယ်ကိုအမားကနေတင်ကန်းစာယူလို့ရလာမယ်တာဝန်ယူတတ်တဲ့ပုဂ္ဂိုလ်တူဖြစ်တခြားသူတွေကကိုကိုလေးစားလာမယ်ဝင်တော့ဝင်ပို့တွေစိတ်ပြည့်စုံမှုတွေရောကြလာမယ် နေ့စဉ်ဘဝမှာ အမားဝင်ခံတတ်တဲ့အလေးချင်းကောင်းတွေမွေးမြူတင်ပါတယ်။ငယ်သူကိုကြီးသူကစန္ဒမူနာပြတဲ့နယ်။မိဘတွေရာတာတမီတွေရှိမှအမားဝင်ခံလေးရှိမယ်ဆိုရင်တာတမီတွေရာလည်းအမားဝင်ခံတတ်တဲ့သူတွေဖြစ်လာနိုင်ပါရဲ့။ကိုဘဝမှာငါမားတယ်၊ငါအမားလုံးမိတယ်၊ခွင့်လွတ်ပါဆိုတဲ့စကားလုံးတွေကိုညံ့ညာသုံးနိုင်လေးလေးကိုဘဝပို့ပြီးအသေးပဲရှိလာလေးလေးဖြစ်လာနိုင်ပါရဲ့။အချို့အားဖြင့် ကိုအမားကိုဝန်ခံတာအားနည်းချက်မဟုတ်ပဲရင်ကျက်မှုယိုသားမှုနဲ့တတိရှိမှုတွေကိုပြသတာဖြစ်ပါတယ်။ငါမှားတယ်ဆိုတဲ့စကားလုံးသုံးလုံးကလူသားတိုင်းအတွက်ပြောရခက်ပေမဲ့တဦးတယောက်ရဲ့တန်မှုကိုဖော်ပြနိုင်တဲ့စကားလုံးတွေလည်းဖြစ်ပါတယ်။ညာနာ